င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတွေးဆောင်ဆွေးနွေးရေးအတွက်အငိမ့်စားသမရဦးသိန်းစိန်လက်ထက်ကအသုံးပြုခဲ့တဲ့လူပုဂ္ဂိုလ်တွေကိုပြန်လည်ထုတ်သုံးတင်တယ်လို့ဦးမြတ်သားလူမျိုးရဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်း။အစ္စရေးနဲ့ဟာမတ်တို့အပြစ်ခတ်ရစေရေးသဘောတူညီမှုရရှိခဲ့တဲ့ဆွေတဲ့အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လက်ရှိမြန်မာနိုင်ငံရဲ့ခင်းကျင်းမှာတွေ့ဆုံဆွေးနွေးရေးအတွက်အငြိမ်းစားသမ္မတဦးသိန်းစိန်လက်ထက်ကအသုံးပြုခဲ့တဲ့လူပုဂ္ဂိုလ်တွေကို ပြန်လည်ထုတ်သုံးတင်တယ်လို့ပိုးမြတ်သားလူမျိုးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဘူမူကြီးခွန်ဦးကကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာတွေ့ဆုံဆွေးနွေးရေးအတွက် အငိမ့်စားသမရဦးသိန်းစိန်လက်ထက်ကအသုံးပြုခဲ့တဲ့လူပုဂ္ဂိုလ်တွေကိုပြန်လည်ထုတ်သုံးတင်တယ်လို့ပိုမြသာလူမျိုးရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။ဒါအပြင်တက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့တွေ့ဆုံဆွေးနွေးရေးအတွက်ဖိတ်ခေါ်ရမှာကိုယ်တိုင်တွားရောက်ထွက်တွေ့ရတဲ့လာရောက်တွေ့ဆုံမှုတွေကိုလက်ခံတွေ့ဆုံနေတဲ့အပေါ်ကိုလည်းပြန်လည်စဉ်းစားတင်ကြောင်းသူကပြောပါရယ်။ဦးသိန်းစိန်ကတော့အပတ်ကြီးပါပြီ။နောက်ပြီးတော့သူ့တုံးရတဲ့လူရှိတယ်။ ကျွန်တော်ဥအောင်မင်းနဲ့ဥဆိုးပိန်းနဲ့ဒီခေတ္တမှာဒီတုံးရဲလေးတွေရှိတယ်လူပေါ်လေးကသူတို့ကစစ်ဆုပ်စင်းလေးမှာလူတဘောရရှိပြတရားဝင်ရှိပြတော်တော်လေးတော်နေတယ်ပါအဲ့ဒီလူမျိုးတွေကိုလောက်ပိုင်းနဲ့ပြီးတော့ပွဲထုတ်ရင်တော့အဆက်ပြေပြန်ရလာနိုင်ပါတယ်နော်အခုလည်းအခုလည်းအာဒီလိုမျိုးပေါ့လေအလုပ်ပြန်ထိုင်အဲ့ဒီ 伊农村一讲电脑有点懂多一点，那阿婆特别来那不搞那，我阿婆也没学一点的。太那个，伊农村里就俺那对我那对一个我特对的，没学了一点。哎呀，一个奶奶的，嗯。不承认，广东的个新华电脑，是叫咱如今那个那国国状呀，好了，我特都知道，对呀嘛，我六十我，也上嘛。我一点六我，五，我没对怎么对记你来了 နေပြည်တော်ကထိုင်ထိတ်ခေါ်ပြီးတော့ခါအားလျော်သွားပဲနေပြည်တော်ဝင်ရတဲ့လူတွေကငကိုတွေကမိတ်ဆက်ဖွဲ့ပြီးရတော့ရတာပေါ့သူရံသူဖြစ်နေတဲ့ဖွဲ့ပြီးတွေကနေပြည်တော်တစ်ခါပဲပွားဖို့ဆောင်မဖြစ်နိုင်ဘူးဆရာတော်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာ26ရက်မှာတိုင်းဒေသလက်နက်ကိုင်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့လက်နက်ကိုင်လမ်းစဉ်ကိုဆွတ်လွတ်ပြီးနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်ကြောင်းနာဆက်ကဘက်ကကြေညာခဲ့တာပါ။ဒါပြင် PDF အပါအဝင် အကျန်းဖတ်တောင်းကျန်းသူအဖွဲ့တွေတိုင်းရင်းသားလက်နက်ကိုင်တွေအတွက်ငင်းကြေးရင်လမ်းဖွင့်ထားကြောင်းကိုလည်းဗိုလ်ချုပ်မှုကြီးမင်းအောင်လင်က2025ခုနှစ်ဇွန်လ25ရက်မှာနေပြည်တော်မှာပြုလုပ်တဲ့ငင်းကြေးရင်ဖိုရမ်မှာပြောကြားခဲ့ပါတယ်။အဲ့ဒီလိုမြန်မာတပ်မတော်ကလက်နက်စွန့်ကနိုင်ငံရေးတဲ့ဝင်ခိုင်းတဲ့အချက်အပါအဝင်တခြားသောအချက်တွေနဲ့ငင်းကြေးရင်ဖိတ်ခေါ်နေမှုတွေဟာအလုံးမဖြစ်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။လက်ရှိမှာမြန်မာတပ်မတော်ကိုတော်လန်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လူမျိုးရေးအတွက်အဓိကလှုပ်ဆောင်နေကြတာဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဟာဒီမိုကရေစီနဲ့ဝါဒအရေးကိုကြွေးကြော်လှုပ်ဆောင်နေကြတာဖြစ်တယ်လို့မြန်မာနိုင်ငံရေးလှိလာတုံးသက်သူဒေါက်တာအောင်မျိုးက CNN သတင်းဌာနကိုပြောပါတယ်။ NUG နဲ့လက်ရှိကော်မရှင်ဥက္ကဋ္ဌတို့ရဲ့မူဝါဒဟာတူညီနေတဲ့အတွက် NUG နဲ့လက်ခံစကားပြောစရာမရှိကြောင်းလည်းသူကပြောပါဗျ။ဆိုတော့ရက်တူချက်ကမတူဘူးလေ။ဒီမှာတန်းတန်းလက်နဲ့ကြိုင်တာလား NUG ကအတူတူကိုလည်းသူကပြန်ပေးရတော့ပါပေါ့နော်။

ကျန်းစားအရေးကြတဲ့ပြည်သူရေးကြတဲ့ပြောရတာပေါ့နော်ခေါ်ရတာပေါ့အဲဒီလိုရည်တူချက်လေးရှိတယ်ပေါ့နော်အဲ့တော့ဝါဒရေးသမားတော့အဲဒီကဒီကတက်ခံမှုကြောင်းမရှိဘူးနော်အဲကျန်းစားအရေးကတော့တက်ခံတော့တက်ခံတိုင်းပေါ့နော်အဲ့လိုငင်းကြေးဖိတ်ခေါ်တဲ့အခါမှာနိုင်ငံကိုအုပ်ချုပ်နေသူတွေကအကြမ်းဖက်အုပ်စုတွေမတရားအသင်းတွေကိုကျင်းပထားတဲ့အတွက်အဲ့ဒီအဖွဲ့တွေနဲ့တရားဝင်ဆွေးနွေးဖို့မှာအခက်အခဲရှိကြောင်းစီးရီးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါဗျ ဒါကြောင့်အကြံဖတ်အဖွဲ့ကြီးအဖြစ်ကနေပြည့်ဖြတ်ပေးနိုင်ဖို့လိုကြောင်းပြည့်ဖြတ်ပေးနိုင်ဖို့အတွက်လည်းတပတ်အဖွဲ့ကြီးဘက်ကလည်းဆောင်ရွက်ပေးဖို့ဆွေးနွေးပွဲတွေမှာအခြေတည်ဆွေးနွေးမှုတွေရှိကြကြောင်းသူတို့ကထောက်ပြကြပါတယ်။တွေ့ဆုံဆွေးနွေးရေးကိုဖိတ်ခေါ်နေပေမဲ့လည်းအဲ့ဒီဆွေးနွေးရေးတွေကိုအကောင့်ထဲပုံမဲ့ကိုယ်စီလေအဖွဲ့မရှိတာကြောင့်အခက်အခဲဖြစ်တယ်လို့ပိုးမြသားလူမျိုးရေးအဖွဲ့ချုပ် BNL NCS မှဥက္ကဋ္ဌဘူမူကြီးခွန်ဥက္ကာကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။ဆွေးနွေးရေးကတော့ဖိတ်ခေါ်နေတာပဲ။သို့တော်လည်းပဲ 他弟兄们也有，刚才跑我们，过的来跑了，个，没洗脸看见了，奶奶了才进去了。那么他有都真可靠了，都没有来得可靠了。他弟兄们过去啊，啊，那个我最后注一个，就是来跑一个，看了跑一个，三十多岁了，啊，一家到过的来跑跑一天，过的来跑三十多，遇到那个我最近也没洗脸看见了，啊，你讲，我我的太可怜了了。 ကြီးနိုင်ရှင်တွေကိုအစဖြစ်လာခြင်းကိုခက်တာပေါ့ဆရာမမြမတက်မတော်အနေနဲ့လက်နက်ကင်တွေကိုငင်းကြဲရေးဖိတ်ခေါ်တဲ့အခါမှာဘလို့အချက်တွေဘလို့ဆန်နှုံးတွေဘလို့အနေထားတွေစသဖြင့်ရှိမှလက်ခံမှာဖြစ်ကြောင်းသတ်မှတ်ချက်တခုရှိတင်ကြောင်းအရင်က AA TNLA MNDA တို့ကိုလက်နက်အင်အားမရှိသလိုထိန်းချုပ်နယ်မြေမရှိတာနဲ့စစ်ပွဲမရှိတာတို့ကြောင့်လက်မခံနိုင်ကြအောင်မြမတက်မတော်ကသဘောထားရှိခဲ့ကြအောင်အဲဒီလိုပဲလက်နက်စွမ်းမှငင်းကြဲရေးမှာပအဝင်ခွင့်ပြုမှာဖြစ်ကြောင်းသဘောထားယက်တည်ခဲ့တာပါ ပြည်သူ့ရှိဆောင်ပါတီမှတက်မတော်သားကိုစလေလောင်းတောင်းခံခဲ့ပေမယ့်မရရှိခဲ့တာကဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့အပေါ်အားလုံးကစိတ်ဝင်စားစောင့်ကြည့်လေ့လာနေကြတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှာတမတော်သားကိုယ်စားလှယ်လောင်းတောင်းခံခဲ့ပေမဲ့လည်းမရရှိခဲ့တာကဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့အပေါ်အလုံးကစိတ်ဝင်စားစောင့်ကြည့်လေ့လာနေကြပါဗါး2025ခုနှစ်အောက်တိုဘာ10ရက်ကရန်ကုန်မြို့စီရိုနာဟိုတယ်မှာကျင်းပတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့တတိယအကြိမ်သတင်းစာရှင်းလင်းပွဲမှာလူငယ်ပိုင်းတမတော်သားလွှတ်တော်ကိုယ်စားလှယ်လောင်း10ဦးကိုပါတီဘက်ကတောင်းခံခဲ့ပေမဲ့လည်းတမတော်ဘက်မှဆေးလွတ်ခဲ့တာမရှိခဲ့ဘူးလို့ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ကပြောကြားခဲ့ပါဗါး ျမလည်းရှေ့ရောက်တော့တောင်းလိုက်ပါတယ်တောင်းလိုက်တော့ဟိုဖိုင်ဂိမ်းနဲ့တောင်းလိုက်ပါတယ်တောင်းလိုက်တော့မပေးပါဘူးရှင်အဲ့ဒါတော့အဲ့ဒါတော့အဲ့ဒါတော့ဒါကိုအရှင်းဆုံးဖြေပါပဲဒါအမှန်တိုင်းပါပဲကျမအဲတပ်ရောသားရှေ့ရောက်ကိုတောင်းတယ်အကာယကံရှင်ရဲ့ဆန္ဒလည်းရှိတယ်အဲသို့တော်လည်းတပ်ရောကတော့ကျွန်တော်တို့ပါတီကိုမပေးပါဘူးရှင်အဲတို့တော့လေကျမတို့ပါတီမှာတပ်မတော်သားတွေမရှိဘူးလားဆိုရှိပါတယ်ရှင့်အဲ့ဒါကတော့ကျမတို့ ဒီတမ္မရောနေအနိုင်ယူပြီးတော့မှရရသားဖြစ်တာတော့မဟုတ်လို့ရှိရင်တမ္မရောနေအနိုင်ယူပြီးတော့မှအစိုးရဌာနတွေမှာဟိုအရက်ဖက်ဌာနတွေမှာလုံလုံပြီးတော့မှပင်စင်ယူပြီးတော့မှလာကြတဲ့ပုံပုံကြီးရှိပါတယ်ရှင်။အဲနောက်ကတန်တန်နဲ့ပတ်သက်ပြီးပြောရင်တော့ကျွန်တော်တို့ကတမ္မရောဒီနိုင်ငံတိုင်းမှာပေါ့နော်နိုင်ငံတစ်ခုရဲ့မရှိမဖြစ်အချုပ်ချာအာဏာကိုဟိုတာဝယ်တဲ့အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ကတမ္မရောကိုအမြဲတမ်းအပြစ်မှပြုပြီးတော့ တရားဖက်တပ်ဖက်ဆက်ဆံမှုနဲ့ကျွန်တော်တို့တောင်းမဲ့ပါတီဖြစ်ပပပပါတီဟာတက်မတော်အလိုကျသွားနိုင်ရေးနဲ့အာဏာရရှိရေးအတွက်တက်မတော်ထံကိုယ်စားလှယ်လောင်းတောင်းခံတာဖြစ်နိုင်ကြောင်းဒီမိုကရက်တစ်အမြင်ဆိုတာထက်စီးပွားရေးသမားဆိုတဲ့အတိုင်းစီးပွားရေးအမြင်ကနေကြည့်နေတာဖြစ်နိုင်ကြောင်းစီးလုံးညွညွသောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှဦးမျိုးကျော်ကစီရင်တဲ့တရင်ဌာနကိုပြောပါတယ်သူတို့ကတော့ဘုရှိမှာစစ်ကောင်မကော်မရှင်ရဲ့အလိုကျပဲသွားတယ်ပေါ့နော် ဆိုလိုတာကဒီသူတို့ရဲ့ဘက်ကဒီမိုကရက်တစ်ဆိုတဲ့ပုံစံမဟုတ်ဘူးကောက်ပွဲကိုဝင်နေဆိုပေမဲ့ဒီတကယ်တော့နေပြီးတော့သူတို့အာဏာရရှိရေးနဲ့စစ်ကောင်မရှင်ကနေပြီးတော့ပေးစာကမ်းကစကိုပဲသူတို့ရပ်တည်မယ်ဆိုတဲ့အနေအထားဖြစ်တာပေါ့အဲ့ဒါကြောင့်ကြောင်းခါနာလို့နားလဲပါတယ်အရှိုးဟာဒီမှာသူတို့ပြောဆိုဆွေးနွေးတဲ့ဟာဒီသူတို့ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတုန်းကဒီအစိုးရရဲ့ငွေကြေးသုံးစွဲတဲ့အခါမှာမမျှတတဲ့ 属于汉族的这个江苏的有多块带去的汉族的，对吧？怎么讲的？欧洲的我说爱罗交比多，来西部的那些人嘛，吃的最康桑的呀，你比如你搞了选票，多么的呀，想到交话梦的国家了，都奶奶，老板呢？这个那个啊，延安现在那方便多，反正人家也么来属于汉族，南疆下来都是闽南过来，结果他妈的批斗嘞，批讲批成那个。 ပါလေပြည်သူကိုမျက်မှောက်ပြုတာနဲ့မြည်ပြီးတော့တာနတအပေါင်းပါရဲ့အကျိုးတွေနဲ့အကျိုးတူပူးပေါင်းမယ်ဆိုတဲ့ဟာမျိုးကြတော့ကျွန်တော်တို့ပြောရတာကြတော့အများကိုကွာဟာမျိုးပေါ့ မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာအထွေထွေရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။အဆိုပါရွေးကောက်ပွဲမှာပြည်သူ့ရှေ့ဆောင်ပါတီ PPP ကတနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့ကိုယ်စားလှယ်လောင်682ဦးဝင်ရောက်ရှင်ပြိုင်ဖို့အမည်စရင်းပေးတင်ထားကြောင်းသိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီမှာတက်မတော်သားကိုယ်စားလှယ်လောင်တောင်းခံတယ်လို့ပြောတာကသူတို့ပါတီဟာလုံးဝအယက်သားတွေနဲ့ဖွဲ့စည်းထားကြောင်းပြည်သူလူထုကိုယုံကြည်စေခြင်းလို့ပြောလိုက်တာဖြစ်နိုင်ကြောင်းနိုင်ငံရေးလှလှသုံးသက်သူဒေါက်တာအောင်မျိုးက စီရင်နိုင်တဲ့ဌာနကိုပြောပါရတယ်။ကတောင်းဆိုရဲဆိုတာကတော့ပြတ်မတော်သားတဲ့မှာတချို့ကတော့နိုင်ငံရေးပေါ်မှာပါတယ်။ညာတော့ဖြစ်ပညာတတ်အုပ်စုတွေပေါ်ပညာတတ်အလွာကြီးကတော့တက်တဲ့ကန်စီတော်တော်လေးသွားကြပါတယ်။အဲ့တော့ပြတ်မတော်မှာရှိတဲ့ပညာတတ်အရာရှိတချို့ကလည်းတက်တဲ့ကန်စီကိုသွားပြီးတော့ဝေးကြိုက်တယ်လို့ပြောအဆိုပြုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပေါ့။ဒီအစ်စင်တဲ့မပေါ်ပါဘူး။ဆိုတော့တော့အရတားတွေနဲ့ဆွဲကြည့်ချတဲ့ဆိုတော့ဒီလိုလိုကရုံးကြီးစေချင်လို့ဒီလိုပြောလိုက်တယ်လို့ နားလဲတော့တာဝန်ရှိသူတွေရဲ့သဘောထားလားဒါမှမဟုတ်တူတူယောက်ရှိသူရဲ့သဘောထားလားရှင်းရှင်းလင်းလင်းဒီမှာမကြည့်ရအဲ့တော့ချက်နိုင်တာကတော့တန်တရားဖြစ်ပေါ်ရာရှိတဲ့သူကြောင့် ဒီကိစ္စကတော့ချက်မပြောတာအကောင်းတာပေါ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကိုဒေါက်တာတက်သက်ခိုင်က2019ခုနှစ်အောက်တိုဘာ23ရက်မှာစတင်တည်ထောင်ခဲ့ပြီး2020အထွေထွေရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်း200ကျော်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်ဒါပေမဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဟာ2020အထွေထွေရွေးကောက်ပွဲမှာတနေရာမှာအနိုင်မရရှိခဲ့ပါဘူးအဲ့ဒီနောက်2023ခုနှစ်မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့ကနိုင်ငံရေးပါတီတွေအနေနဲ့ပြန်လည်မှတ်ဖို့တင်ကြားဖို့ဥပဒေတရက်ပြဋ္ဌာန်းခဲ့ပြီးပြည်သူ့ရှေ့ ်ဆောင်ပါတီ PPP ဟာပြည်တော်စုအဆင့်နိုင်ငံရေးပါတီအနေနဲ့ပြန်လည်မှတ်ပုံတင်ခဲ့ရာ2023ခုနှစ်ဇွန်လ9ရက်မှာမှတ်ပုံတင်ခွင့်ကျခဲ့ပါတယ်မြန်မာနိုင်ငံမှာကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကို အာဆီယံအနေနဲ့အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံမှာကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုအာဆီယံအနေနဲ့အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီး HE Mr. Hassan ကပြောပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးဟာ2025ခုနှစ်အောက်တိုဘာ9ရက်ကနေပြည်တော်မှာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။ Mr. Hassan ကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပပြုလို့ကိုပြင်ဆင်နေမှုတွေကိုတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ASEAN အနေနဲ့မြန်မာနိုင်ငံရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ပြောပါတယ်။အဲဒီနောက် အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့အကြံပြုပြောကြားလိုပါကြောင်းရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့တွေကိုလည်းဆေလိုပေးသွားမယ်လို့သူကပြောပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းတစ်အနေနဲ့မြို့နယ်တရားနှမြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်အဲဒီနောက်2026ခုနှစ်ဇန်နဝါရီလမှာကြံမြို့နယ်တွေကိုဆက်လက်ကျင်းပမှာဖြစ်ပါတယ်စီနာတဲ့ရင်ထောင်နိုင်တဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ အစ္စရေးနဲ့ဟာမတ်တို့အပြစ်ခတ်ရဆက်ရေးသဘောတူညီမှုရရှိခဲ့တဲ့ဆိုတဲ့တင်ပေဖြစ်ပါတယ်။တင်ပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။အစ္စရေးနဲ့ဟာမတ်ဘွဲဟာဂါဇာမှာအပြစ်ခတ်ရဆက်ရေးနဲ့ဟာမတ်တို့ဖမ်းဆီးထားတဲ့တစားကန်တွေနဲ့အစ္စရေးတို့ဖမ်းဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသားတွေလဲလှယ်ရေးတို့အတွက်သဘောတူညီမှုရရှိပြီဖြစ်ကြောင်း AP ကဖော်ပြခဲ့ပါတယ်။ဒါပြင်အစ္စရေးနဲ့ဟာမတ်ဟာအမေရိကန်တမန်တော်တော်နဲ့ထွန်းကထောက်ခံပေးထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ရဲ့တတ်မှတ်ချက်တွေကိုအကောင့်ထဲပုံမှာဖြစ်ပါတယ်။အီဂျစ်နိုင်ငံမှာ အပြစ်ကရဆေးရေးဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်သဘောတူညီချက်ရရှိကြောင်းကြေညာခဲ့တဲ့အော်တိုဘာလ9ရက်မှာပူဆွေးတော်ကရောက်နေကြတဲ့ပါလက်စတိုင်းတွေဟာအပြစ်ကရဆေးရေးသဘောတူညီချက်ကိုအားရဝမ်းသာကြိုဆိုခဲ့ကြပါတယ်။အစ္စရေးနိုင်ငံရဲ့မျိုးတွေမှာလည်းဂါဇာမှာဖမ်းဆီးခံထားရတဲ့ဒဇာဂန်တွေရဲ့မိသားစုတွေကချန်ပီယံပလင်းတွေဖောက်ကအောင်ပွဲခံခဲ့ကြပါတယ်။2023ခုနှစ်အော်တိုဘာ9ရက်မှာဟာမတ်ဖွဲ့ကအစ္စရေးနိုင်ငံတဲ့ဒီဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စတင်ဖြစ်ပွားတဲ့ဂါဇာစစ်ပွဲအချိန်နှစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီးနောက်ထရန့်ထုတ်ပြန်ခဲ့တဲ့ ရင်းရင်းရေးသဘောတူညီချက်အရဂါဇာကိုအကူအညီတွေပုံပေါ်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။သဘောတူညီချက်ရဲ့တစိ့တပိုင်းအဖြစ်ဂါဇာမှာဖြန့်ကျက်ချတာတဲ့အစ္စရေးစစ်သားတွေကိုပြန်လည်ရုပ်သိမ်းမယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။ဒါ့ပြင်ထရိုင်ရဲ့အစီအစဉ်မှာဖော်ပြထားတဲ့အချက်တွေထဲမှာဟာမတ်တို့လက်နက်စွပ်လို့ရင်းနဲ့ဂါဇာကိုအမေရိကန်တမရကိုရန်ဦးဆောင်တဲ့အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကအုပ်ချုပ်မယ်ဆိုတဲ့အချက်တို့ပါဝင်နေပါတယ်။ဒါပေမဲ့ဂါဇာကိုထရန့်ဦးဆောင်တဲ့အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကအုပ်ချုပ်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းကြည့်ကြသော၊ကင်ရယ်ဖြစ်ရှင်းရတာမရှိသေးပါဘူး။ရင်းကြိုင်းရေးသဘောတူညီချက်ရဲ့ပထမအဆင့်ဖြစ်အသက်ရှင်နေတဲ့ဒဇာကန်20ကိုပါလက်စတိုင်းအကျဉ်းသား2000နီးပါးနဲ့တစ်ချိန်တည်းမှာလဲလှယ်မယ်လို့ဟာမက်သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပြီးသဘောတူညီချက်ကိုအကောင့်ထဲပေါ်ပြီးနောက်82နှစ်အတွင်းဒဇာကန်တွေနဲ့ပါလက်စတိုင်းအကျဉ်းသားတွေလဲလှယ်မှုဖြစ်ပေါ်လာမယ်လို့ပြောကြားခဲ့ပါတယ်။အိန္ဒိယရှယ်တပ်ဖွဲ့ကနိုင်ငံတော်ကလေး18ဦးထံမှနေတိုက်စုံမှုနဲ့ဆက်နွယ်နေတဲ့ ချောင်းဆိုးပျောက်စင်ရေကိုထုတ်လုပ်တဲ့ဆေးကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ကိုဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ အိန္ဒိယရဲတပ်ဖွဲ့ကနိုင်ငံတော်ခလေး18ဦးထက်မနည်းတေဆိုးမှုနဲ့ဆက်ရနေတယ်။ချောင်းဆိုးပြောက်ဆေးကိုထုတ်လုပ်တယ်။ဆေးကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း DW သတင်းကဖော်ပြခဲ့ပါတယ်။တမီနာဒူအခြေဆိုင်ဆရီဇန်ပါမေစီတကောကုမ္ပဏီပိုင်ရှင်ရန်ဂါနာတန်ကိုဗင်တန်ကိုအော်တိုဘာ၈ရက်ညအချိန်ကခြံတိုင်းမြို့မှာမဟာယာပရာဒက်ရှ်ပြည်နယ်ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။လွန်ခဲ့တဲ့လကသူ့ရဲ့ကုမ္ပဏီကနေထုတ်လုပ်တဲ့ကိုရစ်အမည်ရှိချောင်းဆိုးပြောက်ဆေးကိုတောက်ပြီးနောက်အသက်၅နှစ်ယောက်ခလေး18ဦး တပ်မင်းနဲ့တေဆုံးခဲ့ပြီးနောက်ပိုင်းမဟာယာပရဒက်ဘီနယ်ရဲ့တပ်ဖွဲ့ကရန်ကာနာတန်ကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်ပါတယ်။အိန္ဒိယကျမ်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရကိုရွေ့ချောင်းဆိုးပျောက်ဆေးစံသက်နမူနာတွေမှာဒိုင်တလင်းဂလိုက်ကော DG ဟာခွင့်ပြုထားတဲ့ပမာဏတဲ့ပုံပုံများပြားစွာပါဝင်နေကြောင်းတွေးရှိခဲ့တယ်လို့ဆိုပါတယ်။အောက်တိုဘာလရက်ကဒီတာရုပျက်စီးပါဝင်နေကြောင်းအတည်ပြုခဲ့ပြီးနောက် အဆိုပါချောင်းဆိုးပြောက်စေကိုအသုံးပြုခဲ့တားမြစ်ပိတ်ပင်ခဲ့ပါတယ်။တမီးနာဒူစေဝါထိန်ချုပ်ရေးဌာနရဲ့အစီအခံစာတစ်ခုမှာဒီချောင်းဆိုးပြောက်စေကိုတန်ရှင်းမှုမရှိတဲ့စိတ်ရုံအခြေအနေမှာထုတ်လုပ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အစောပိုင်းစုံစမ်းစစ်ဆေးမှုအရဒီချောင်းဆိုးပြောက်စေကိုမဟာယာပရာဒက်ပြည်နယ်ပြင်အိုဒီရှာနယ်ပူဒူချယ်ရီပြည်နယ်တွေထံဖြန့်ချီထားကြောင်းအိန္ဒိယမီဒီယာမှာဖော်ပြထားပါတယ်။ တမီနာဒူကျမ်းမာရေးဝန်ကြီးမာဆူဘရာမာနီယန်ကသူ့ရဲ့ဘီနယ်အစိုးရဆရီဆန်ပါမစီတိုဆေးကုမ္ပဏီကိုရာဇဝမှုဆွဲချက်နဲ့တရားစွဲဆိုသွားမယ်လို့အော်တိုဘာ၈ရက်ကပြောကြားခဲ့ပါတယ်။အိန္ဒိယကျမ်းမာရေးအာဏာပိုင်တွေကဂူဂျာရက်ဘီနယ်ခြေစိုက်ကုမ္ပဏီတွေကထုတ်လုပ်တဲ့ Raspberry Fresh နဲ့ Relight ချောင်းဆိုးပြောက်ဆေးတို့မှလည်းအလားတူအစိတ်ရှိဓာတုပစ္စည်းတွေပါဝင်နေတာကြောင့်သုံးပြုကြဖို့တိုက်တွန်းထားပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်ကိုလံဘီယာနိုင်ငံသားတွေသိဆုံးခဲ့ကြောင်း ကိုလံဘီယာသမ္မတပက်ထရိုကပြောကြားခဲ့တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ဗီနီဇွဲလားကမ်းလွန်ရေးပြင်မှာအမေရိကန်စစ်တပ်ကအသေးစားသင်းမောတစင်းကိုတိုက်ခိုက်ခဲ့ရမှာကိုလံဘီယာနိုင်ငံသားတွေတေဆုံးတဲ့လက္ခဏာတွေကိုတွေ့ရတယ်လို့ကိုလံဘီယာသမ္မတပက်ထရိုကအော်တိုဘာ၈ရက်မှာပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။စစ်ပွဲရဲ့ရှေ့တန်းစစ်မြေပြင်တစ်တခုပေါ်ပေါက်လာပါပြီ။အဲ့ဒီနေရာကတော့ကာရီဘီယံဒေသပါ။နောက်ဆုံးတိုက်ခိုက်ခံရတဲ့တင်မောကကိုလံဘီယာနိုင်ငံသားတွေလိုက်ပါလာတဲ့ကိုလံဘီယာတင်မောဖြစ်တဲ့ လက္ခဏာတွေတွေ့ရပါတယ်လို့ပက်ထရိုကအဲ့လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။အဲ့ဒီလက္ခဏာတွေနဲ့ပတ်သက်ပြီးပက်ထရိုက ရှင်းလင်းပြောကြားခဲ့တာမရှိဘဲတိတ်ဆုံးသူတွေရဲ့ကြံရည်သူမိသားစုတွေအနေနဲ့ရှေ့သို့ထွက်ပြီးအဲ့ဒီအကြောင်းကိုသတင်းပို့ကြဖို့ပက်ထရိုကတိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးနောက်ထပ်သတင်းအချက်အလက်တွေကိုပက်ထရိုရဲ့ယုံနဲ့ကိုလံဘီယာကာကွယ်ရေးဝန်ကြီးဌာနတို့ကထုတ်ပြန်ခဲ့တာမရှိပါဘူး။အမေရိကန်အစိုးရကလည်းအဲ့ဒီတင်းမောပေါ်မှာမီးသူမီဝါလိုက်ပါလာတာကိုကြေညာခဲ့တာမရှိပဲအရင်တိုက်ခတ်ခဲ့တဲ့တင်းမောတွေအကြောင်းကိုလည်းအသေးစိတ်ပြောကြားခဲ့တာမရှိပါဘူး။အောက်တိုဘာ3ရက်မှာအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ရဲ့ကြေညာချက်မှာအသေးစားတင်းမောတစ်စင်းဟာ ဗီနီဇွဲလာကမ်းလွန်ရေးပြင်မှာမူရစ်ဈေးဝါတွေတည်ဆောင်လာတယ်လို့စွပ်စွဲထားပါဗျ။အဲ့ဒီဒေမော့ကိုတိုက်ခိုက်မှုမှာအနုဒါလေးဦးတည်ဆောင်တယ်လို့ဟတ်ဆက်ကပြောကြားခဲ့ပါဗျ။ဒါပေမဲ့လည်းတည်ဆောင်သူတွေဟာဘယ်သူဘဝဖြစ်ကြောင်းနဲ့ဘယ်လိုအဖွဲ့ဝင်တွေဖြစ်ကြောင်းကိုတော့ကြေညာခဲ့တာမရှိပါဘူး။အမေရိကန်စစ်တပ်ကစက်တင်ဘာ၂ရက်ကစပြီးဗီနီဇွဲလာကမ်းလွန်ရေးပြင်မှာဒေမော့တစ်စင်းကိုစတင်တိုက်ခိုက်ခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့်လူဆက်တဦးတည်ဆောင်ခဲ့ပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အဲ့ဒီဒေမော့ဟာဗီနီဇွဲလာနိုင်ငံရဲ့ထရန်တီအရာဂူရာလူစုကိုင်းရဲ့ တင်မောဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီနောက်စက်တင်ဘာ15ရက်မှာအမေရိကန်စစ်တပ်ကဗင်နီဇွဲလားကမ်းလွန်မှာမူရီစေဝါတွေတည်ဆောင်လာတယ်လို့စွပ်စွဲခဲ့တယ်။တင်မောတစ်စင်ကိုထပ်မံတိုက်ခိုက်ခဲ့တာကြောင့်လူသုံးဦးသေဆုံးခဲ့ပါတယ်။ စက်တင်ဘာ19ရက်မှာလဲထရန့်ကအမေရိကန်ရဲ့အကြမ်းဖက်အဖွဲ့စည်းရေးမှာပါဝင်တဲ့အဖွဲ့နဲ့ဆက်နွယ်တဲ့တင်မော်ဒစင်ကိုထပ်မံတိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာလူသုံးဦးသေဆုံးခဲ့ပါတယ်။ထရန့်ကတော့အမေရိကန်စစ်တပ်ဟာမူရိဇေဝါမှောင်ကိုကူးသူတွေကိုတရားမဝင်တိုက်ခိုက်ရေးတမားတွေဖြစ်တတ်မှတ်ပြီးနှိမ်နင်းနေတာဖြစ်တယ်လို့လွှတ်တော်အမတ်တွေကိုပြောကြားခဲ့ပါတယ်။စီအနာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဝေးစ်အသင်းကိုသုံးဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာဝင်းဘလီကွင်းတဲ့အင်္ဂလန်ပြည်သက်တည်းရဲ့အားပေးတန်တိတ်ဆိတ်နေမှုကိုနိပြတူချေကဝေဖန်မှုပြုလုပ်ခဲ့တဲ့ဆွေးနွေးတဲ့မှာဖြစ်ပါတယ်။အင်္ဂလန်အသင်းကဝေးစ်အသင်းကိုသုံးဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာဝင်းဘလီကွင်းတဲ့အင်္ဂလန်ပြည်သက်တည်းရဲ့အားပေးတန်တိတ်ဆိတ်နေမှုကိုနိပြတူချေကဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။တူချေက အားစားခွင့်ကအတန်တိတ်ဆိတ်နေပြီကျွန်တော်တို့ကပြည်သက်တွေစီကနေအားရင်တွေပြန်မရခဲ့ပါဘူးဝေးစ်ပြည်သက်တွေရဲ့အားပေးမှုတွေကိုကြားနေရတာဝမ်းနည်းဖို့ကောင်းပြီးအတင်းအားကြီးမားတဲ့ပံ့ပိုးမှုနဲ့ထိုက်တန်ပါတယ်စာဗီယာနဲ့ဘွယ်ကအားပေးပံ့ပိုးမှုတွေကလုံးဝကောင်းမွန်ခဲ့ပါတယ်ကျွန်တော်ကအင်္ဂလိပ်ဘောလုံးပြည်သက်တွေကိုချစ်ပေမဲ့ဒီဘက်မှာအားပေးမှုတွေကကွင်းတွင်းကစွမ်းဆောင်ရည်နဲ့မကိုက်ညီပါဘူးလို့ ITV Sport နဲ့ပွဲပြီးအင်တာဗျူးမှာပြောခဲ့တာပါအင်္ဂလန်အတင်းအားဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်20အတွင်းမှာဝက်ကင်းရော်ဂျာစာကာရိုရဲ့သွင်းကိုတွေနဲ့ဝေးစ်တင်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ် အင်္ဂလန်အသင်းဟာဝေးစ်သင်းကိုအနိုင်ရခဲ့ပေမယ့်နီးပြတူချေဟာအင်္ဂလန်ပိတ်သက်9000ကျော်ရဲ့အားပေးမှုတွေကိုစိတ်ပြတ်နေကြတာပါဒီဘက်မှာဝေးသင်းပိတ်သက်9000ကျော်ဟာဝင်းမလီကွင်းထဲမှာရှိတဲ့အေရှင်ပိတ်သက်တွေထက်စူညံအတန်တွေပိုပြီးဖန်တီးနိုင်ခဲ့တာကြောင့်နီးပြတူချေကအင်္ဂလန်ပိတ်သက်တွေကိုဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ် မိပြအတူချက်ကလာမယ့်လက်ဘီယာအသေးတဲ့နောက်နောက်ဆက်ကြကဘာဗလားခြေစစ်ပွဲမှာအင်္ဂလန်ပြည်သက်တွေရဲ့ထိတ်တန်းအားပေးမှုကိုရရှိနိုင်ဖို့မျှော်လင့်နေပါတယ်။အင်္ဂလန်အသင်းဟာမိပြအတူချက်လက်ထက်မှာ9ပွဲကစားထားပြီး6ပွဲအနိုင်ရရှိကာစီနီဂေါအသင်းနဲ့ခြေစမ်းပွဲတစ်ပွဲတည်းသာအရေးနေထားတာပါ။အင်္ဂလန်အသင်းဟာအနိုင်ရခဲ့တဲ့6ပွဲစလုံးပေးကိုမပေးရဘဲနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ2026ကမ္ဘာ့ဗလားခြေစစ်ပွဲအုပ်စုပွဲစဉ်၅ပွဲစလုံးရာနိုးပြင်နိုင်ပွဲရရှိထားပြီးဒါမဲ့လက်ဘီယာအသင်းရဲ့ပွဲစဉ်ကိုအနိုင်ရရင်ခြေစစ်ပွဲအောင်မြင်ဖို့နှိစက်သွားပြီဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတာယာပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။